Hello အားလုံးမင်္ဂလာပါကိုဘခင်မေ Facebook page နဲ့ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ video လေးကတော့ကိုဘရဲ့ကလန်းနေပြီးတော့မှဒီလိုမျိုးလက်ဆောင်ပုံးတွေကိုဘယ်လိုလာယူရမလဲဆိုတာကိုပြပြပေးတော့မှာပဲဖြစ်ပါရယ်ဗျာ video လေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe နေပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပေးတာနဲ့ညီကိုလေးတယောက်ချင်းတောင်လည်းကျေးဇူးများကြီးတင်ပါရယ်ကဲတော့ let's go brother ကျွန်တော်ရဲ့အရှိန်မစွဲတဲ့ video လေးကိုစလိုက်ကြအောင် โอเคလက်ဆောင်လေးမျိုးခင်မှာဆိုလို့ရှိရင်တော့ကိုဘောလောလောဆယ်ဒီအပေါက်အလုံး20ကိုဖောက်ပြပေးတော့မှာဖြစ်ပါတယ်ပြီးတော့လည်းကျွန်တော်တို့ဒီအပေါ်ကကပတ်လေးကိုလည်းတစ်ခါတည်းယူသွားမှာပဲဖြစ်ပါတယ်ဗျာကဲတော့ let's go ကျွန်တော်ပထမအောင်ဆုံးအနေနဲ့ပေါင်း၅လုံးအရင်ဆုံးဖောက်မှာဖြစ်ပါတယ်โอเคဘာတွေပေးမလဲပေါ့ဗျာအလုံး20ထဲမှာတစ်ချက်ကြည့်အောင်โอเคရပါတယ်ဒါကတော့အဆင်ပြေပါတယ်ဖြစ်ပါမမပေးပါနဲ့โอเค၅လုံးမှာကျွန်တော်တို့ EP လေးတစ်လုံးတော့ပေါက်တဲ့နေလို့တော့မထင်ဘူးလားဗျာ၅လုံးတစ်လုံးกว่าပြောမယ်ဒါကြီးတော့ ီပစ်လေးတွေဘာလေးတွေမြင်းချင်းလဲ please ဟော glory လေးရတာတော့မစိုးဘူးနော် glory တို့ star တို့ရတာတော့ကြိုက်တယ်သုံးဆမ်းပါအဲ့လိုလေး okay ပထမဆုံး၅လုံးကလစ်သွားပြီဖြစ်ပါတယ်နောက်ထပ်၅လုံးတက်ကြိတ်မယ်ဖြည်းဖြည်းလေးဖောက်စီချင်တာတင်တယ်ပြတော့ကျွန်တော် feeling ဖြည်းဖြည်းလေးနဲ့ဖောက်ကြည့်မယ်ရော့ဗျာအားရောက်ပြီရောက်ပြီကျွန်တော်ဖြည်းဖြည်းလေးမရအောင်မြန်မြန်လည်းမရအောင်ဆိုတော့ okay epic legendary ဟောအပြောင်းပြ Oh nice nice ကျွန်တော်လည်းလိုအပ်နေတာအဲ့ဒီ star ပဲဗျ star တွေလိုချင်နေတာအဲ့ဒီ star လေးတွေက hero equipment နဲ့မြင့်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်ကျတော့ spiky ball တော့ဘောလုံးတော့ဒီအမြားတော့အဲ့လိုနေရာလေးတွေ upgrade လုပ်တဲ့ခါမှာသုံးတာဖြစ်ပါတယ်ဒါမသိတဲ့သူလေးတွေကရှိလို့ဗျအဲ့ဒါလေးတွေကဘယ်နောက်မှသုံးတာလဲကိုဘောဘာညာမင်းနေတဲ့သူတွေကျွန်တော်တွေ့နေရလို့ပေါ့နော် okay ကျတော့ဒါတော့ event ဟိုဟာလေးဖြစ်ပါတယ် event ရဲ့ quality လေးတွေပေါ့နော်ကဲကျတော့နောက်ထပ်ငါးလုံးထပ်ဖောက်မယ်နော်တိတ်မလို့ဘလို့စရကျွန်တော်ဒီ epic တစ်လုံးတော့ရပြီပဲဖြစ်ပါတယ် တလုံးမပြေပဲချက်ကြည့်ရတာနောက်ဆက်မှာ star တွေခက်များများ legendary ဆိုလို့ရှိရင်အဲ့ဒီတကယ်လို့ star နဲ့ legendary တော့ star မပေါ့တော့ဘူးနော် legendary တွေမှာမှအဲ့ဒါ star တွေပါလာရင်တော့ဆောင်းမိုက်မှာ9မြတ်ပြေးမလာမယ် okay oh ခုနလုံး nice ရောက်ရင်လိုချင်တာတွေရနေရ nice nice ကဲဒါတော့နောက်ဆုံးပိတ်9လုံးဖြစ်ပါတယ်แกกองนี่ดอกหืมย่อเปียย่อเปีย ပေးတော့ဦးတဲ့ကျေးဇူးတင်ပြီးတော့โอเคပါကျွန်တော် IP တစ်လုံးပဲရလိုက်တယ်ဗောနော်ပြီးွားကျွန်တော်ဒီကပတ်လေးသွားမယ်နော်ဒီကပတ်လေးကကြတော့ဒါလက်ဆောင်လေးတော့ဘရာသာတို့ချိုးရမေးတယ်အဲ့ဒါလေးကဘာလို့ရလဲကိုပေါ့ ဘလို့အသုံးဝင်လဲဘာမှအသုံးမဝင်ဘူးဒါလေးကအလှပြဥပမာဆိုရင်ကြော်ဒီလားလေးမှဆိုရင်တော့ဒီ WWE နဲ့ Color Free လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကပတ်လေးကြံနေခဲ့တယ်ဆိုတဲ့ဟာလေးပေါ့ဗျာပြီးတော့ဟိုးရင်တော့ဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟာလန်ရဲ့ရုပ်ထုလေးတွေရှိမယ်ကိုပေါ့ဒီမှာဟာလန်ရဲ့ရုပ်ထုလေးဆိုရင်တော့ကျွန်တော်ဒီဘက်မှာတစ်ချက်သွားပြပေးမယ်နော်ဒါဆိုလို့ရှိရင်လည်းအရင်တစ်ခေါက်ကကျွန်တော်ဟာလန် event လာတော့ဟာလန်ရုပ်ထုလေးတွေရထားပြီးတာဖြစ်ပါတယ်ဒါလည်းသူရှင်းလန်လေးတွေဟိုဖြစ်မှာပေါ့နော်ရှင်းလန်ရဲ့နောက်ဆုံး level ကိုတိုက်နိုင်မှရတဲ့ဟာလေးဖြစ်ပါတယ်ဒါလေးတွေကဘာမှလုပ်လို့မရအောင်အလှဒီပတ်စံအိမ်လေးတွေကလည်းအလှဖြစ်ပါတယ်ကိုရဲ့ဘေးလေး းမှာကိုဘောလိုမျိုးဒီဘေးနားလေးတွေကအလှဆင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေတုံးတာပဲဖြစ်ပါတယ်နော်ဘာမှအတုံးမဝင်ဘူးဒါကြီးဟိုအဲတချို့ကမရလဲဘာမှမဖြစ်ဘူးဆိုပြီးတော့မလုံးနဲ့နော်ဒီကောင်လေးတွေကတော်တော်လေးဝယ်မယ်ဆိုရင်တော့ဈေးကြီးတယ်ဗျဒီကပတ်လေးတွေကအဲ့ဒါကြောင့်မလို့ဒီကောင်လေးတွေကတန်ဖိုးထားပေါ့ဗျာနော်ကိုမာကလည်းဒီအကောင့်သေးသေးလေးဆိုလို့ရှိရင်တော့မှကြည့်လိုက်တာနဲ့ဟာဒီကောင်ကဒီ WWE နဲ့ Color Free လောက်တဲ့အချိန်တွေကနေပြီးတော့ဆော့လာတာဖြစ်မယ်တော်တော်လေးကြာပြီးဘာညာအဲ့လိုလေးတွေသိနိုင်တာပေါ့ဗျာတခါတည်းကိုယ့်ရဲ့အကောင့်ကြည့်လိုက်တာနဲ့โอเคအဲ့တော့ကျွန်တော်ဒီနေ့ကလည်းဒီအဲ့လိုမျိုးကပတ်လေးနဲ့ပတ်သက်ပြီးတော့ဒီပေါက်တွေလည်းမရမှာ ါဆိုတဲ့ညီကိုလေးတွေကျွန်တော်ဒီမှာကိုဘောရဲ့ကလန်လေးကိုဖွင့်ပေးมาဖြစ်ပါတယ်ဗျတော်တောင်ပလီယာလောက်ကကျတော့ဒီကလန်ထဲမှာလူ ਆ လဲနဲတယ်ပြီးတော့ကိုရဲ့ပလီယာလေးလည်းအတက်တိတ်မဖြစ်ဘူးဗျလူတော့များတယ်အတက်တိတ်မဖြစ်ကြဘူးဖမ်းမင်းပိုက်မှာတိတ်အစင်မပြေကြဘူးဒါလိုမျိုးထိတ်ဆုံးထိရောက်ဖို့ဆိုတာတော်တော်လေးအန်ချိန်နေရတဲ့လူတွေအများကြီးရှိပါတယ်ဗျအဲ့ကြောင့်ကိုဘောကတော့ဒီနေ့ကူညီပြီးတော့မှဒါကျွန်တော်ရဲ့ကလန်လေးကိုဖွင့်ပေးมาဖြစ်ပါတယ်ပြီးတော့ရင်တော့ brother တို့ကပြန်ပြီးတော့ကူညီခဲ့ရမှာအကြောင်းဘာလဲဆိုလို့ရှိရင်တော့ brother တို့ကဒီလက်ဆောင်လေးတွေအကုန်လုံးယူပြီးသွားပြီဆိုလို့ရှိရင်တော့ကိုဘောရဲ့ကလန်ကနေပြီးတော့မှတခါတည်းထွက်သွားပြီပါနော်အဲ့ဒါကြောင့်မလဲနောက်လူလေးတွေကဝင် ာလိုက်မှာဖြစ်ပါတယ်ဗျ။ဘာလို့ဒီကလမ်မှာဆိုလို့ချင်းဒီအရောက်ကလည်း90လောက်ပဲဆန်တာဖြစ်တဲ့အတွက်ကြောင့်ကိုဘော့ဆိုရင်လည်းကိုဘော့ရဲ့အကောင့်တော်တော်များများကိုဒီကလန်လေးကနေထွက်ထားပြီးတာဖြစ်ပါတယ်။ဒါဝါရှိတဲ့လူတွေလောက်ပဲကြောင့်မထွက်တော့ပါဘူးနော်။အဲကြောင့်သိမ့်မောင်တို့ကလည်းဒီကလန်လေးတွေကိုဝင်လာမယ်ဆိုရင်လည်းလက်ဆောင်လေးတွေအမြန်ယူယူပြီးတော့လည်းတန်းပြီးတော့မှထွက်ပေးပါ။အဲ့လိုမျိုးလေးတော့ကိုဘော့ကူညီပေးပါနော်။နောက်လူလေးတွေလည်းရအောင်အဓိကတော့ဒါလေးတွေအကုန်လုံးရစီချင်တာဖြစ်ပါတယ်။တချို့ကလည်းဆော့တော့ဆော့တယ်။ဖမ်းမင်းကအများကြီးတယောက်ထဲသွားပြီးတော့မှမပြည့်တဲ့ခါကျတော့ထိတ်ဆုံးကကပတ်လေးတွေမရတာဟာတို့ထိတ်ဆုံးကပေါက်ဒီပေါက်လေးတွေမရတာလို့အဲ့လိုမျိုးလေးတွေဖြစ်နေမှာဆို ဆိုလို့ပါနော်ကိုယ့်ရဲ့ကလမ်းမှာဘယ်လိုလာယူရမလဲဆိုလို့ရှိရင်တော့ brother တို့ဒီအောက်မှာလက်ဆောင်တွေအကုန်လုံးကိုယူသွားပြီးပါပြီဒါပေမဲ့အပေါ်ဆုံးမှာကျော်ကပတ်ရဲ့နောက်တဲ့ပေါက်လေးရဲ့ဖြစ်ဖြစ်ကပတ်ပဲဖြစ်ဖြစ်တစ်ခုကျန်နေတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကလမ်းတွေကိုဝင်လာမယ်ဝင်ပြီးတော့ဆိုရင် brother တို့ကတပွဲလောက်တော့တိုက်လိုက်ဒါမှမဟုတ်ကိုယ့်ရဲ့ဒီ goal လေးတွေကို collect လုပ်လိုက်ပေါ့နော်ဒီနေရာမှာတပွဲလောက်တိုက်လိုက်တဲ့အဆင်ပြေပါတယ်တပွဲလောက်တိုက်ပြီးတော့မှဒီထဲကိုပြန်ဝင်လာပြီးတော့ event တွေကို win ဝင်ပြီးတော့ဒီနေရာမှာကျော်အစိမ်းရောင်လေးဘတ်ဆိုနှိပ်ပြီးတော့မှဒါကိုယ့်ရဲ့ကလမ်းတွေကို goal လေးအနှင်းငယ်ပေါ့နော်ကိုယ်နည်းနည်းတော့ဖြည့်တာနဲ့ဒီလက်ဆောင်တွေကအကုန်လုံးယူလို့ရမှာပဲဖြစ်ပါတယ်ဗျာနော်အဲ့လိုမျိုးလေးနှိပ်ပြီးလိုက်ပြီးဆိုအဆင် င်ပြေးပြီးပြီးသွားတဲ့လက်ဆောင်တွေတန်းစီပြီးအကုန်လုံးယူသွားဒါပေမဲ့သိမ်းမောင်းတို့ကဟိုဘက်ကလမ်းမှာယူပြီးသားလက်ဆောင်တွေပုံးနေတော့ထပ်ပြီးတော့မှယူလို့မရဘူးမယူပါသေးတဲ့ဟာတွေတော့ကိုဘက်မှာလာပြီးတော့မှယူလို့ရပါတယ်ဗျဥမာဟိုဘက်ကမယူခဲ့လို့ရှိရင်ဒီဘက်မှာကျွန်တော်တွေဒီနှစ်ခုလောက်ပဲကျန်နေဆိုရင်ဒီလိုမျိုးလေးနှစ်ခုပွဲအစိမ့်အောင်လေးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒါလေးကို brother တို့ကနှိပ်ပြီးတော့မှယူလို့ရတယ်ဒီကို့မှာဒီအောက်ကယူပြီးသားရေဆိုလို့ရှိရင်တော့အမှန်ချစ်ဒီလိုမျိုးလေးပုံစံလေးပြပေးနေပါဗောနော်ဟိုဘက်မှာလည်းယူဒီဘက်မှာလည်းယူလို့တော့မရဘူးနော် brother တို့ဟိုဘက်မှာယူပြီးတော့မှဒီမပြည့်သေးလို့ကိုဘက်ရဲ့ကလန်ထဲမှာလာယူတယ်ဆိုလို့ရှိရင်တော့ယူလို့ရပါတယ်ဗျပြည့်ပြီးသားလူတွေကကျတော့ထပ်ပြီးတော့မှယူလို့ လို့မရဘူးเนาะ brother တော့ကိုယ်ကလမ်းမှာပဲယူယူဘဲကလမ်းမှာပဲယူယူချော်တစ်ခေါက်ပဲယူလို့ရတာဖြစ်ပါတယ်ဒါကြတော့ဒီမပြည့်တဲ့သူတွေအတွက်ကိုဘောကလှုပ်ပေးတာပဲဖြစ်ပါတယ်ဗျဒါ brother တို့ဒါကိုဘောတခုခုပြောချင်တယ်ဆိုလို့ရှိရင်လည်းကလမ်းလေးဒီမှာရေးထားခဲ့လို့ရတယ်ဗောနော်အဲ့လိုမရေးထားခဲ့ချင်ဘူးလဲချက်ချင်းထွက်သွားလဲပြဿနာမရှိဘူးဒါပေမဲ့ကိုဘောရဲ့ကလမ်းခဏလောက်လာလေပြီးတော့မှအဲ့လိုမျိုးလေးပြောပါပြီးရင်အဲ့လိုမျိုးအကြာကြီးတော့မနေနဲ့ဗောနော်အဲ့ဒါလေးတခုခုကိုဘောတောင်းဆိုချင်ပါတယ်ကိုဘောရဲ့ viewer လေးတွေရော YouTube brother လေးတွေရောအကုန်လုံးလေးဒါရစေချင်တော့ဗျာနော်တယောက်ပြီးတယောက်ဝင်လိုက်ထွက်လိုက်နေအဲ့လိုမျိုးလေးယူသွားပေးကြပါနော် ကဲတော့ကိုဘောဒီမှာကလန်ကုတ်လေးပြေးมาဖြစ်ပါတယ်ကျွန်တော်ရဲ့ကလန်ကုတ်လေးကတော့ဒီမှာလေးပါဗျ shed 2 1 1 2 22 VCR ဖြစ်ပါတယ်အဲ့ဒီအရဘရာသာတို့ကဘယ်နေရာမှာရှာမှာလဲဆိုလို့ရှိရင်တော့အဲ့ဒီနံပါတ်လေးကိုဘရာသာတို့ကဘယ်နေရာမှာရှာမှာလဲဆိုလို့ရှိရင်တော့အရင်ဆုံးကျော်ကလန်လေးကိုနှိပ်လိုက်မယ်နော်ကလန်လေးကိုနှိပ်ပဲပြီးတော့ကျော်ဓာတ်ပုံစံလေးပေါ့ဒီဘက်ရှမ်းဟာလေးနော်ဘရာသာဟိုဘက်ကဓာတ်မဟုတ်ဘူးကြမသိတဲ့သူလေးတွေရှိလို့ပါကိုဘောပြောပြပြလာဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ပြီဆိုတာနဲ့ဘရာသာတို့ကဒီလိုမျိုး social ဆိုတဲ့ဟာလေးရှိတယ်ဗျာနော်ဒီမှာ social ရှိမယ်ကလန်ရှိမယ်ပြီး my ကလန်ရဲ့ my profile ရဲ့အဲ့ဒါတွေကဘရာသာတို့ကကလန်ကိုနှိပ်ပြရမှာဖြစ်ပါတယ်ကလန်လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ပြီဆိုတာနဲ့ကျော်ဒီဘက်ကဒီအလဲတွေဟာလေးပေါ့ကျွန်တော် section ကလန်ဆိုတဲ့ဟာလေး နှိပ်ပေးလိုက်ပြဒီနေရာမှာရိုက်ရှာရမှာနော်တချို့ကကျတော့ဒီမှာသွားပြီးတော့တငယ်ချင်းရှာတဲ့နေရာမှာသွားရှာရင်ကလန်ကိုမတွေ့ဘူးနော်ဘရာသားတို့အဲ့တော့ဒီလိုလေးရှာပါဒီမှာကျွန်တော်ဆက်ချင်းကလန်ကလန်ကိုနှိပ်ပြီးတော့မှအလဲတဲတဲဟာလေးကိုနှိပ်ပြီးတော့ဒီနေရာမှာဆောနာကကိုပေါ်အော်ပေးလိုက်တဲ့နံပါတ်လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာရေးထားပေးပါတယ်နော်ဘရာသားတို့ကျွန်တော်မှာထည့်မယ်ရှက်2အာ2 1 1လာနော်ရှက်2 1 1 2ပြီးသွားရင်2 2 VCR ဖြစ်ပါတယ်အဲ့လိုရိုက်ထည့်လိုက်မယ်ဆိုရင်တော့ကိုဘွားရဲ့ကလန်လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီကလန်လေးကိုကိုဘွားကကြတော့ဒီဘဒူမဆူဝင်လို့ရအောင်ကျွန်တော်တောင်ဟုတ်ကိုအန်နီလောက်ပြီးမှာဖြစ်ပါတယ်တောင်ဟုတ် level အနေလေးတွေလည်းဝင်လို့ရပါတော့တောင်ဟုတ် level 1လေးထားထားပြီးမယ်ပြီးတော့ဒီမှာကျွန်တော် ဖလားကိုဆိုလို့ရှိရင်လည်းလုံးဝ0ထားထားပေးပါတယ်ဘတူမဆိုးဝင်ပြီးတော့မှအကုန်လုံးလာယူလို့ရပါတယ်ဒီကလန်ကကျတော့ကိုဘွက်ရဲ့ supporter main ကလန်ဖြစ်ပါတယ်ဘတူမှကျွန်တော်မခေါ်ဘူးပါဘူးဒါအခုဒီ go rush event လေးနဲ့ပတ်သက်ပြီးတော့မရတဲ့သူလေးတွေအတွက်ကိုဘွက်ကပြန်ပြီးတော့ကူညီပေးရဖြစ်ပါတယ် okay အဲ့တော့တိမ်မောင်တို့လည်းကျွန်တော်ဆန္ဒပြောသလိုပဲတဖန်ပြန်ပြီးတော့ကူညီတဲ့အနေနဲ့လက်ဆောင်ယူပြီးတော့အနေချက်ချင်းပြန်ထွက်ပေးဖို့ကိုဘွက်ကမြတ်တာရက်ခံပါတယ်ခင်ဗျာ okay အဲ့တော့ကျွန်တော်ဒီနေ့ video လေးတော့ဒီလောက်ပါပဲဒီလိုအဆုံးထိကြည့်ပြီးတဲ့ညီကလေးတယောက်ချင်းတယောက်ကျေးဇူးများကြီးတင်ပါတယ်လက်ဆောင်လေးတွေယူပြီးတော့မှဘောက်လေးတွေဖောက်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်ကောင်းကောင်းကန်ကန်လေးပေါက်နိုင်ကြပါစေဗျာနော် ားလုံးပဲပပိုက်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုကြောင့်မှပြန်လဲဆုံတွေ့ကြပါမယ်ဗျာ